အာမင်္ဂလာပါဆရာโอเคဒီနေ့အဲဘွဲရတယ်ဗျနော်အာဘလောက်လဲမသိဘူးဆရာအာ14ပေါ့နော်โอเคဟာလေဒီဆရာနာမည်လေးသိပြစီဗျကျွန်တော်နာမည်ကတော့ No Sign Dude လို့ခေါ်ပါတယ်။ကချင်လူမျိုးဖြစ်ပါတယ်။အော်ဟုတ်ကဲ့ဆရာဗေဒိတာလာပြီးတော့မှတက်ရောက်အောင်မြင်ခဲ့ပါတယ်။ကျွန်တော်ကကချင်ပြည်နယ်မွန်းညင်းမြို့ကပေါ့နော်။ဒါပေမဲ့အခုလောလောဆယ်ကတော့ကျွန်တော်ထောက်ကျမ်းမှနေပါတယ်။ဟုတ်ကဲ့အာအခုချိန်မှာဒီဆရာရဲ့ပျော်ရွှင်မှုက ဘလောက်များဖြစ်နေမလဲပေါ့နော်အဲသိချင်ပါတယ်အာကျော်ရှင်နေပေါ့နော်ကျော်ရှင်နေဆိုတော့ပြောပြလို့တော့မရပါဘူးဒါပေမဲ့ရန်ကမှပျော်ရှင်တဲ့အရာဖြစ်ပါတယ်အာမြေကြီးကြားလောက်တဲ့အထိပျော်ရှင်ပါတယ်ဟုတ်ကဲ့ဒီဆရာအကြောင်းတက်ခဲ့ကာလတစ်ချောင်းလုံးပါပေါ့နော် ဒီဆရာဘယ်လိုမျိုးစူးစမ်းခဲ့တယ်လဲဆိုတာလေးကိုရှင်းလို့ပေးပါအောင်ဆရာအဲကျွန်တော်ကတော့တိတ်စူးစမ်းတဲ့မှာတော့မပါပါဘူးဒါပေမဲ့ခရီးရှိချင်းမိတာကိုကြည့်တဲ့အခါမှာတော့အာစူးစမ်းတယ်ဘယ်လိုခရီးရှိချင်းမိတာကိုသိတဲ့အခါမှာစူးစမ်းတယ်အကြောင်းကိုကြောက်လာတဲ့အခါမှာရွယ်ချက်တော့မရှိခဲ့ဘူးဒါပေမဲ့ခရီးရှိချင်းမိတာကိုသိရှိပြီးရတော့မှစူးစမ်းလာပါတယ်အဲစူးစမ်းတော့အာစူးစမ်းပြီးတော့မှအဆက်အသွယ်ရင်ဆိုင်ပြီးတော့ဗောနော်ကျွန်တော်ဒီရဲ့ လေးနှစ်လုံးကိုပြင်ရောက်ခဲ့ရဖြစ်ပါတယ်။အော်ဟုတ်ကဲ့ဆရာအမတ်တရအများရှိရင်တခုလောက်ပြောပြနိုင်မလားဆရာ။အမတ်တရကတော့အများရှိရပါတော့။ဆိုတော့အမတ်တရလို့ပြောတဲ့အခါမှာအကြောင်းကတငယ်ချင်းနေနဲ့အတူတူဂီတာတီးပြီးတော့ရှင်းဆိုတာတွေပြီးတော့ဖိစီဝေရှင်းဦးဆောင်တာတွေ ဘောနော်စာတင်တဲ့အချိန်ကြီးဘောနော်အများကြီးရှိပါတယ်လို့ဖြစ်တယ်။ဟုတ်ကဲ့အဲဆိုရင်ဆရာခုကြောင်းပြီးသွားနောက်ပိုင်းမှာဘာလုပ်ဖို့အစီအစဉ်ရှိလဲဆရာ။အာကျွန်တော်ကတော့အခုအချိန်ကယေရှုကြီးရဲ့တင်းတော်မှာကျွန်တော်က second second နေပါတယ်။ဆက်လက်ပြီးတော့မှလည်းယေရှုကြီးတင်းတော်မှာပဲကျွန်တော်ကကြောင်းပြီးသွားတဲ့ခံမှာလည်းနေပြီးတော့မှယေရှုကြီးတင်းတော်မှာပဲစက္ကတ်သွားမယ်လို့ကျွန်တော်က အာရည်ရွယ်ထားပါတယ်ဟုတ်ကဲ့အဖေတော်လေးဆရာအခုဒီ MRPSD ကျောင်းသားကျောင်းသူတွေပေါ့နော်အမစကားတစ်ခွန်းလောက်ပြောခဲ့နိုင်မလားဆရာအာမစကားတစ်ခုပြောချင်တာကတော့အကူကကျန်းစာတင်တဲ့အခါမှာဆရာဆရာမတွေကိုကြည့်ပါနဲ့ကိုရဲ့ရီမန်းချက်အတိုင်းဖြားတစ်ခုကိုပဲကြည့်ပြီးတော့မှကျွန်တော်တို့ဒီကျောင်းမှာနေပြီးတော့အကောင်ဆုံးဂျူစာဂျူစာပြရတဲ့ကျွန်တော်ကခွန်အားပေးရှင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ